SNDV ပြည်သက်တွေအားလုံးပဲမင်္ဂလာပါခင်ဗျာဆိုတော့မတွေ့ရတာလဲကြာပါပြီအဲဆိုတော့ညီကိုတွေအားလုံးမိဘပြည်သူတွေအားလုံးပေါ့နော်အာလက်ရှိဖြစ်ပေါ်နေအခက်အခဲတွေကိုအကောင်းဆုံးကျော်လွှားနိုင်ပြီးတော့အာကျမ်းမာပျော်ရွှင်ပါစေလို့ပထမဦးဆုံးအနေနဲ့ဆုတောင်းပေးခြင်းပါတယ်ဆိုတော့လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေလေးတွေအကြောင်းပေါ့နော်ကျွန်တော်ရဲ့ပုံမှန်တင်ဆက်မှုလေးရနာထားတာကလည်းနှစ်ပတ်ကျော်လောက်ဖြစ်သွားပြီဆိုတော့လက်ရှိမှာတော့ပွဲကြည့်သုံးသက်ချက်အစီအစဉ်လေးတွေကိုပေါ့နော်ပုံမှန်ပြန်လည်တင်ဆက်ခွင့်ပြုပါလို့လည်း တောင်းဆိုပေးရစီခင်ဗျာโอเคဆိုတော့ကျွန်တော်တို့ဒီညပေါ့เนาะဂျာတာပရီနီမနက်မှာအဲရှင်ပြန်ကစားမဲ့ချန်ပီယံလိပွဲစဉ်2ပွဲရှိပါတယ်ပွဲစဉ်2ပွဲလုံးကလည်းပွဲကောင်းနေပြီဆိုတော့အဲပွဲစဉ်2ပွဲကိုထုံးစံအတိုင်းအာပွဲကိုတုံသက်ခမန်းမှုလေးကိုစူးစမ်းပြီးတော့အကောင်းဆုံးအာရွေးချယ်ပေးခြင်းပါတယ်အဲဆိုတော့ပထမအဆုံးအနေနဲ့ဂျာတာပရီနီအာမနက်မှာကစားမဲ့ပွဲစဉ်တွေတွေကပေါ့เนาะမနက်တနားရီပွဲမှာရှင်ပြန်ကစားမဲ့ဘာစီလိုနာအသင်းနဲ့ ဒေါမွန်တင်းတို့ရဲ့ပွဲစဉ်လေးကိုခမန်းတုံ့တက်မှုလေးပြုလုပ်ပေးကြပါတယ်ဆိုတော့ဒီပွဲစဉ်ကလည်းပွဲကောင်းပြီးတော့လက်ရှိမှာဘာစီလိုနာအသင်းကလည်းဒီရာဒီချန်ပီယံလိရရှိဖို့အရေးပန်းစားနေတဲ့အသင်းတွေထဲမှာနာမည်ကြီးဖြစ်နေတဲ့အသင်းကြီးဖြစ်တယ်။အပြီးလက်ရှိမှာထွက်ပေါ်လာတဲ့အာရှအကျော်ပေးမှုအရာကြည့်မယ်ဆိုလို့ရှင်လည်းမနက်ခင်းအကျော်ပေးမှု190အရှုံးကနေပြီးတော့ထပ်ပြီးပိုပြင်းရှလာပြီးတော့ဗောနော်လက်ရှိမှာဒါနှလုံးသွင်းမှာ အာတဝက်ခန်းစားခွင့်ရမယ်ဆိုတဲ့အနေထားမျိုးလေးပေါ့နော် 2+50 နိုင်ဆိုတဲ့အနေထားမျိုးလေးတွေထိတီးပြင်းလာတာမျိုးရှိတယ်ဒါကလည်းအာဘာစီလိုနာတင်းရဲ့အိမ်ဝင်ဖြစ်နေတာလည်းတကြောင်းလက်ရှိမှာလာမိုင်းရမယ်လို့လူကစားသမားတွေရာဖင်ဟာလေဗန်ဒေါစကီဂါဗီလိုလူကစားသမားတွေရှိနေတာကြောင့်လည်းအာဘာစီလိုနာတင်းရဲ့အကျော်ပေးမှုကဟိုညှင့်တက်လာတယ်လို့သုံးသပ်လို့ရပါတယ် ဒေါ်မွန်တင်ကတော့ DRD Bundesliga မှာတော့ရလပိုင်းလေးတွေတိတ်ပြီးတော့မတည်ငြိမ်ဘူးလက်ရှိ Bundesliga မှာဆိုလို့ရှိရင်လည်းအဆင့်ရှင်းမှာရပ်တည်နေတာမျိုးရှိတယ်။ဒါပေမဲ့ Champions League မှာဆိုလို့ရှိရင်တော့ရလပိုင်းလေးတွေကောင်းလာတာမျိုးရှိတဲ့အတွက်ကိုပေါ့နော်။လက်ရှိအဆင့်ဒါ Quarter Final နဲ့အထီးတက်ရောက်လာနိုင်တာလည်းဖြစ်တယ်။ဆိုတော့သူတို့နှစ်သင်းရဲ့တွဲဆုံမှုဒါ League Face ပွဲစဉ်မှာတော့ဒေါ်မွန်တင်ရဲ့အိမ်ကွင်းမှာ Barcelona အသင်းကဒါ3-2ဆိုတဲ့ရလမျိုးနဲ့အနိုင်ရရှိခဲ့တာမျိုးရှိတယ်။ ဆိုတဲ့ခါကျတော့ဒီတစ်ကြိမ်မှာလည်း quarter final အဆင့်မှာပြန်တွေ့နေပြီကျွန်တော်ရှေ့ကပြောသလိုကြီးကတော့တော်တော်လေးပြင်းရှားတာမျိုးရှိတယ်နောက်တစ်ချက်ကတော့အဲ Leaf Face ပွဲစဉ်မှာပဲ Dortmund နဲ့ဒါ Barcelona နဲ့ခြေတန်းလူ Real Madrid အသင်းနဲ့တွေ့ဆုံတော့ဥရောပအဝင်ရိုးကိုကြည့်မယ်ဆိုလို့ရှိရင်တော့ဥရောပဝင်ရိုးမှာဒါ Real Madrid အသင်းက1.44ထိပေးထားတာမျိုးရှိတယ်အဲလက်ရှိမှာဆိုလို့ရှိရင်ဘာစီလိုနာနဲ့ရီယယ်နဲ့ဂျေးဒန်တို့ဘာစီလိုနာကကြာတော့လက်ရှိမှာ1.26ပေးရတာဖြစ်တဲ့အတွက်ကိုရီယယ်နဲ့တွဲဆုံမှုထက်ကထက်တောင်းပါပေါ့နော် အာဘာစီလိုနာပေးတဲ့ကြီးကတော်တော်လေးပြင်းရှားနေတာဟိုတော့ဟိုတွေ့ရတာမျိုးလေးရှိတယ်ဆိုတော့ရီယယ်ကတော့အဲ့ဒီပွဲစဉ်မှာတော့ဒါဒေါမွန်တင်းဟုံပေါ့နော်ချန်ပီယံလိလီဖေ့စ်မှာတော့အဖိုက်2ဆိုတဲ့ရလက်မျိုးနဲ့အနိုင်ရရှိထားတယ်ဆိုတော့ဒီပွဲစဉ်ရဲ့ရာဂိုင်းလုံးအရာလည်းဘာစီလိုနာအသင်းအိမ်ဝင်ဖြစ်နေတာရဲ့နှစ်သင်းကြားမှာလူစင်းအရာကွာဟမှုလေးရှိနေတယ်အာဘာစီလိုနာကလူစင်းအရာတော်တော်လေးတာလွန်နေတဲ့အနေအထားတစ်ဖက်ကဒေါမွန်ဘက်ကတော့နောက်ခံကစားသမားရှလော့တာဘက်က အာလွဲချုံမာမျိုးရှိတယ်ပေါ့နော်ဆိုတော့ဒေါ်မွန်ကတော့လူမဆုံနာမျိုးလေးရှိတယ်ဒါကြောင့်အနိုင်ရရှိမဲ့ရာဂိုင်းတုံးကတော့ဘာစီလိုနာအသင်းကအနိုင်ရရှိမဲ့ရာဂိုင်းတုံးကတော်တော်လေးများပါတယ်ဒါပေမဲ့အဲနှစ်ခိုးထပ်ပူပြတ်ပါမလားဆိုတဲ့ဟာမျိုးလေးကိုထည့်သွင်းစဉ်းစားဖို့တော့လိုတယ် ပြီးတော့လက်ရှိမှာလည်းဒါ internet website တွေခံမှန်းမှုအရဆိုလို့ရှိရင်တော့ဒီပွဲစဉ်မှာဘာစီလိုနာအသင်းက 3C ဆိုတဲ့ဟာမျိုး3-1ဆိုတဲ့ရလဒ်မျိုးနဲ့အနိုင်ရရှိသွားမယ်ဆိုတဲ့ခံမှန်းမှုတွေကလည်းမြင့်တက်နေတာမျိုးလေးရှိတဲ့အတွက်ဘာစီလိုနာအသင်းကိုလူကြိုက်များလာနိုင်တဲ့အနေအထားလေးမှာရှိတယ်။ပြီးတော့ဂိုးပေါင်းကြီးအရကြည့်မယ်ဆိုလို့ရှိရင်လည်းလေးလုံးတွင်းရင်အပြည့်နိုင်ဆိုတဲ့အနေအထားအာဂိုးပေါင်းအပေါ်ကိုတွားနိုင်ကြီးရှိတယ်ဘာစီလိုနာအနိုင်ရရှိဖို့မြင်မာနေတယ်ဆိုတော့အာရွေးချယ်မှုလေးတွေကကျွန်တော်ရှိရပြလို့လူကြိုက်များနေတာမျိုးတော့ရှိတယ်တစ်ချက်တည်းသွင်းစဉ်းစားဖို့တော့လိုတယ် ဆိုတော့ဒီပွဲစဉ်မှာကျွန်တော်အကြိုက်ကိုရွေးချယ်ရမယ်ဆိုရင်တော့ကျွန်တော်ရှေ့ရပြောလို့ပဲဘာစီလိုနာအိမ်ကွင်းဖြစ်တဲ့အတွက်ကိုအနိုင်ရရှိမဲ့ရာခိုင်နှုန်းများတယ်ဘာစီလိုနာကျင်းသေးပေါ့အနိုင်ရရှိသွားလိမ့်မယ်လို့ထင်တယ်။ဒါပေမဲ့ Bori J မှာတော့ဘာစီလိုနာကိုရွေးရလားဆိုလို့ရှိရင်တော့ကျွန်တော်မရွေးရဘူးပေါ့နော်ဘာစီလိုနာကိုအရန်ခေါ်နေရလို့ထင်တယ်။ပြင်းရှားတဲ့ပုံစံမျိုးနဲ့ဘာစီလိုနာကိုခေါ်နေတယ်ဘာစီလိုနာအိမ်ကွင်းဖြစ်တဲ့အတွက်နှစ်ကိုပြက်စရာအကြောင်းမရှိဘူးဆိုတဲ့ပုံစံမျိုးနဲ့လူကြိုက်များလာနိုင်တာဖြစ်တဲ့အတွက်ကျွန်တော်တော့လူကြိုက်များရင်အာ ကြေကြတတ်တာမျိုးရှိရတော့ပေါ့နော်ဘော်ရီကတော့နည်းနည်းရှောင်စေချင်တာမျိုးရှိတယ်ဒါကြောင့်အဲဂိုးပေါင်းချီလေးလုံးသွင်းမှအပြည့်နိုင်ဆိုတဲ့အနေထားမှာတော့ကျွန်တော်ဒီပွဲစဉ်မှာဂိုးပေါင်းအောက်ကိုရွေးချယ်ပေးချင်တာမျိုးတော့ရှိတယ်ကျွန်တော်စိတ်ထင်ဘာစီလိုနာနိုင်သွားမယ်ဆိုလို့ရှင်လေအာ2ဆီဆိုတဲ့ရလက်မျိုးသို့မဟုတ် body ကြီးကြပြီးတော့ဒေါမွန်လည်းဂိုးပြန်သွင်းနိုင်ချေရှိတယ်ဆိုလို့ရှင်တော့31အ21ဆိုတဲ့ရလက်မျိုးဖြစ်ကောင်းဖြစ်နိုင်တယ်လို့တော့ထင်တယ်31ဆိုတာတော့လက်ရှိမှာ hit ဖြစ်နေတဲ့ဒီပွဲစဉ်ရဲ့ပေါ့နော် core school လေးဖြစ်တယ်ကျွန်တော်ကတော့ဂိုးပေါင်းအောက်ကိုတော့ အနည်းငယ်ပုံပြီးကြိုက်တာမျိုးရှိပါတယ်အကြိုက်တူတဲ့ညီကိုတွေကတော့ရင်ခုန်လို့ရပြီးတော့အကြိုက်မတူတဲ့ညီကိုတွေကတော့ဒါဘက်ကန်လို့ရပါတယ်ဗျာနောက်ထပ်ပွဲစဉ်ကတော့ PSG အသင်းနဲ့ Aston Villa အသင်းရဲ့ပွဲစဉ်ဆိုတော့ဒီပွဲစဉ်မှာလည်း PSG အသင်းကအင်ဝင်းဖြစ်နေတဲ့တစ်ချက်ရယ် Premier League အသင်းကြီးဖြစ်တဲ့ကျွန်တော် Liverpool အသင်းပေါ့နော် Liverpool အသင်းကိုကြော်ဖြတ်ပြီးတော့ Quarter Final ကိုရောက်လာတာဖြစ်တဲ့အတွက်ကို PSG ကတော့ကျင်းသေးပေါ့လူကြိုက်များလာမှာတည်ကြတယ်နောက်တစ်ချက်က PSG အိမ်ခွင်းအာပယ်ရီမြန်မာတို့က Liverpool ကိုကစားသွားခဲ့တဲ့ကစားဟန်က ားလုံးတွေ့လိုက်ရတဲ့အတိုင်းပဲအဲဒါကစားသမားတွေပေါ့နော်ကစားသမားကောင်းတွေဖြစ်တဲ့ဒမ်ဘီလီတို့ဘာကိုလာတို့အပြင်ကာဗီချာရိုရဲ့ယုံအားတွေနဲ့တူလီဗာပူးအသင်းကိုတစ်ဖက်သက်ဖိကစားပြီးတော့ဂိုးသွင်းခွင့်အခွင့်အရေးအမြောက်အများဖန်တီးထားနိုင်တာကိုတွေးတာတွေးခဲ့ရတာဖြစ်တဲ့အတွက်ပေါ့နော် PSG ရဲ့ခြေစွမ်းကတော့ တော်လေးကိုကောင်းမွန်တယ်အိမ်ငွေးမှာဆိုရင်ပိုလို့တော့ကောင်းသေးတယ်ဒါကြောင့် PSG ကိုလူကြိုက်များလာနိုင်တဲ့အနေအထားမှာရှိတယ်တစ်ဖက်က Aston Villa အသင်း Aston Villa အသင်းကတော့ဒါနောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်တွေရလောက်ကြည့်မယ်ဆိုလို့ရှိရင်တော့နောက်ဆုံး၅ပွဲမှာ၅ပွဲစလုံးအနိုင်ရရှိထားတယ်နောက်ဆုံး၈ပြိုင်ကစားခဲ့တဲ့ပွဲစဉ်၂ပွဲမှာဆိုလို့ရှိရင်လည်းဒါခြေစွမ်းတက်နေတဲ့ Brighton အသင်းကို3-0 Forest ကို2-1ဆိုတဲ့ရလတ်မျိုးတွေနဲ့အနိုင်ရရှိခဲ့တာကြောင့် Villa ဒီလဲစိတ်သက်ပိုင်းဆိုင်ရာမြင့်တက်နေတယ်ဆိုတော့ Villa အနေနဲ့အဝေးဝင်းဖြစ်တဲ့အတွက်ကိုဒီပွဲစဉ်မှာတော့ ဒါ Paris မြေမှာပေါ့နော် PSG ကိုဘယ်လောက်ထိခံကစားနိုင်မလဲဆိုတဲ့တစ်ချက်ကိုကျွန်တော်ကြည့်ရမယ်ပြီးတော့အင်္ဂလန်ရောက်မှဒါပေါ့နော် Villa Park မှာ PSG ကိုဘယ်လိုကြော်ဖြတ်မလဲဆိုတဲ့အာ game plan မျိုးနဲ့နီးပြတ် Unai Emery အနေနဲ့ပြင်ဆင်လာလိမ့်မယ်လို့တော့ကျွန်တော်ထင်တယ်ဆိုတော့လက်ရှိထွက်ပေါ်လာတဲ့အာရှအကြောပေးမှုအရာကြည့်မယ်ဆိုရင်တော့ဒါ PSG တင်ရအင်ဂဝင်းကနေပြီးတော့140အရှုံးဆိုတဲ့အကြောပေးမှုလေးပေးလာတယ်ကျွန်တော်စိတ်ထင်ရတော့ဒီအကြောပေးမှုကနည်းနည်းလေးပြော့တယ်လို့တော့ခံစားမိတယ် PSG အိမ်ဝင်ဖြစ်နေတဲ့အနေအထားရဲ့ Liverpool ကိုကျော်ဖြတ်လာတဲ့အနေအထားဆိုတော့ Liverpool နဲ့ Aston Villa ဒီခြေတန်းအရကွာသလိုနှစ်တင်းကြားမှာကွာဟမှုကတော်တော်လေးကြီးတယ် Liverpool ကအားလုံးသိကြရတဲ့အတိုင်းပြောနေစရာမလိုတော့ဘူးမဟုတ်နော်အတင်းကြီးဆိုတော့ဒီအတင်းကြီးကိုကျော်ဖြတ်လာတဲ့အနေအထားမှာ Aston Villa ကို140အရှုံးဆိုတာကတော့ကျွန်တော်တို့ပြောရလို့ထင်တယ်ဒီထက်ပြင်းရှားတဲ့ခြေမျိုးဥမာ180အရှုံးသုံးမဟုတ်တစ်လုံးအရှုံးဆိုတာမျိုးကို ် PSC ဒါကိုးပြတ်မယ်ဆိုလို့ရှိရင်တော့ရဲတင်းတင်းပေးလို့ရတဲ့အနေအထားမျိုးလေးရှိတယ်။ဒါကြောင့်ကျွန်တော်ကတော့ကနဦးဘော်ဒီဂျီရဆိုလို့ရှိရင်တော့ PSG ကိုညှင်းပယ်ချင်တာမျိုးရှိတယ်။ကျွန်တော် line up နဲ့တစ်ချက်ချိန်ရအောင်ပေါ့နော်။ဆိုတော့အာ PSG ကတော့ထုံးစံတိုင်း433နဲ့ပဲပွဲထွက်လာဖို့ရှိတယ်။တိုက်စစ်ပိုင်းမှာဘာကိုလာ၊ဒမ်ပီလီ၊ကာဗီချာတို့ front 3ကိုတုံးလာနိုင်ဖို့ရှိတယ်။ကွင်းလယ်မှာဆိုလို့ရှိရင်လည်းထုံးစံတိုင်းပဲ Vitinha ဥဆောင်လာမယ်။ Yao Neves နဲ့ Rus ပွဲထွက်လာဖို့ရှိတယ်။နောက်ခံလူရင်းနေရာမှာဆိုလို့ရှိရင်တော့အတင်းကောင်းဆောင် Marquinhos ကတော့ဒီပွဲစဉ်ကိုလွဲချော်ဖို့ရှိတယ်။ အနီကပွဲပဲပြည့်တန်ကြအောင်ပေါ့နော်ဒါကြောင့်ဟာကီမီဖူဘတ်မှာမန်ဒက်စ်ထုံးစံတိုင်းပဲစင်တာဘက်မှာကတော့အာမာကွင်းဟိုမပါနိုင်တာဖြစ်တဲ့အတွက်ကိုဘာရက်ဒိုနဲ့ပါချိုတို့ပွဲထွက်လာဖို့ရှိတယ်ကိုသမားကတော့ဒေါ်နယ်ရမ်မာပဲဆိုတော့ PSG ကတော့အတောင်တင်းဆုံးလူစည်းရင်းမဲ့သူတို့မှမပါတာဆိုလို့အသင်းကောင်းဆောင်ဒါမှမာကွင်းဟိုတူးလေးပဲအာလွဲချော်ဖို့ရှိတဲ့အနေထား ဆိုတော့မိပြတ်ကြီးဦးနိုင်အမ်ရီရဲ့ SUV လာအတင်းရဲ့ဖြစ်နိုင်မှုက line up ကိုကြည့်မယ်ဆိုလို့ရှင်တော့ striker နေရာမှာ Rashford ကိုပြထားတယ်။တောင်ပိုင်းနှစ်ဖက်မှာကတော့ Ramsey နဲ့ Roger စောင့်ကြည့်ရမယ့်ကစားသမားကတော့ Roger ပဲပေါ့နော် Morgan Roger အဲ Queen Lady မှာကတော့ John Mashkin, Tylerman နဲ့ Camara တို့အစုအဖွဲ့နဲ့ရင်ဆိုင်လာဖို့ရှိတယ်။ဆိုတော့ Villa တင်းရဲ့ Lucien တော်လေးတောင့်တင်နောက်ခံလူရဲ့နေရာမှာဆိုလို့ရှင်လေ full back တီမှာက Match Kitty ရဲ့ဒီကနေ့ပွဲထွက်လာမယ်။စနေဘက်မှာကလည်းတကယ်ကိုသူတို့အတင်းအထူးကစားသမားနှစ်ဦးဖြစ်တဲ့ Khunzan နဲ့ Tyrone ပွဲထွက်လာမယ်။ကိုသမားကလည်း Martinez ဆိုတော့ Villa တင်းရဲ့ Lucien ကိုတော့မှနည်းနည်းလေးပို့ပြီးတော့ ကြိုက်နေတာမျိုးလေးရှိတယ်နောက်တစ်ချက်ကသူတို့မှာပေါ့နော် SNCU လို့ကစားသမားမျိုးတွေရှိတယ်ပြီးရင် Milan လို့လူကစားသမားမျိုးတွေထပ်ပြီးတော့အားဖြည့်ထားတာဖြစ်တဲ့အတွက်ကို Villa တင်းရဲ့ squad ကလည်းတောင်းတင်းတယ်လို့တော့ပြောလို့ရတယ်ဒါကြောင့်အဆုံးသက်ပြောရမယ်ဆိုရင်တော့ဒီပွဲစဉ်မှာ PSG အတင်းအနေနဲ့အိမ်ခွင်းမှာနိုင်မယ်ဆိုလို့ရှိရင်တော့မှချင်းမြောင်းနဲ့ရလတ်လောက်နဲ့ပဲကတ်နိုင်သွားမယ်လို့ကျွန်တော်ထင်တယ်။160ရှုံးဆိုတဲ့ဂျီကနည်းနည်းပါတာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီပွဲစဉ်မှာ Paris မြေမှာ Villa အနေနဲ့အကောင်းဆုံးခံကန်နိုင်လိမ့်မယ်လို့ထင်တဲ့အတွက်ကျွန်တော်ကတော့ Aston Villa အာဘော်ရီကိုရွေးချယ်ပေးချင်တာမျိုးလေးရှိပါတယ်။အဒါကတော့ကြာသပတေးနေ့မနက်မှာရှင်ပြိုင်ကစားမဲ့ပွဲစဉ်နှစ်ပွဲအပေါ်မှာကျွန်တော်အမြင်သုံးသပ်ချက်လေးပဲဖြစ်ပါတယ်။ဆိုတော့အလုံးမဲ့အဆင်ပြေကြပါစေလို့အဲဆူတိုင်းပေးလိုက်ပါတယ်ခင်ဗျာ။အမြင်လေးတွေကိုလည်း comment box မှာကိုမျှပေးသွားကြပါအောင်။ကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ။